ီမင်းလေးကိုစောင့်ဆိုင်နေရတဲ့ယောဂသည်ညီမလေးကိုကြည့်ပြီးတော့ပုံမင်တော့ကရောက်နေတဲ့ကိုကြီးဖရာပိသားသူကိုရင်လေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကချူဆိုလိုက်ပါရယ်။ကိုရင်ကလည်းတင်ငယ်ရွယ်တဲ့ကလေးတယောက်ဖြစ်ပေမယ့်ကိုတွေဝဲနေစရာတွေကိုမေ့ပြီးညီမလေးတွေတော့ကရောက်နေသူကတော့ကိုရင်လေးရှင်စန္နာဝါရပဲဖြစ်ပါရယ်။ကိုရင်လေးကတော့အတိတ်ငယ်ပေမယ့်ကိုကြီးဖရာပိသားလုံးနဲ့စိတ်ပြည့်ရှိသူပါနော်။အတိတ်ရဲ့ရမ်းမကွာပါပေမယ့်ညီမလေးရဲ့ဖြစ်ကိုကြည့်ပြီးအကိုတယောက်အနေနဲ့ ဘလောက်တော့ကရောက်နေလေဆိုတာကိုရင်လေးရဲ့ပြောရည်မျက်ရည်တွေကတက်သေးပါပဲကိုရင်လေးစေစနာဝါရကမိခင်ဖြစ်သူရဲ့ခက်ခဲတွေသူ့ရဲ့ကိုပိုင်ဆန္ဒတွေရဲ့ကြောင့်သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်အဖေဖြစ်သူဆုံးမသွားတဲ့အချိန်မှာကလေးညောင်နဲ့ပြင်ပပန်းရှုံးကန်နေရတဲ့အမေဖြစ်သူကိုမကြည့်ရနိုင်တဲ့ကိုရင်လေးကတော့ကိုလန်းကိုရှောက်ဖို့ရွေးချယ်ကြတာလည်းဖြစ်ပါတယ်ကိုရင်လေးကမိခင်ဖြစ်သူပြင်ပန်းနေတာကိုမကြည့်ရတဲ့စိတ်နဲ့သူ့ဘဝသူထိန်းချောင်းနေကြတာလည်းဖြစ်ပါတယ် အမေဖြစ်သူကကလေးတစ်ဖက်နဲ့ရှားရအောင်လှုပ်လှုပ်နေရတာမလို့ငွေကြေးခက်ခဲတွေရှိတဲ့ပြင်မြမလေးကပါယောဂခန်းစားနေရတာမလို့သူတို့မိသားစုခက်ခဲကပြုံးမပြတတ်အောင်ညပြကြတာလေးဖြစ်ပါတယ်။ကိုရင်လေးကတော့တရက်တရက်စိတ်ညစ်နေရတဲ့အမေဖြစ်သူရဲ့ဖြစ်ကိုမကြည့်ရတော့တာကြောင့်သူ့ဆန္ဒတခုရဲ့ပေါင်းပြီးတော့ကိုရင်ဝစ်ခဲ့တာလေးဖြစ်ပါတယ်။မိခင်ဝန်ပေါ်အောင်လို့ကိုရင်ဝစ်ခဲ့ပေမဲ့ကိုရင်လေးရဲ့စိတ်တွေကတော့မိသားစုစီမှာပါပဲ။ကိုရိုင်းကမိသားစုနဲ့နေကြပေမဲ့အဖြစ်နိုင်တဲ့အကြောင်းတရားတွေကြောင့်ခွဲခွာနေရပေမဲ့ကိုရင်လေးကအမေဖြစ်သူနဲ့ ူညီမလေးကိုစိတ်မချနိုင်ခဲ့ပါဘူး။ကိုရင်လေးရှေစန္နာဝါရကဆုံးခံပြီးတော့ပြန်လာတိုင်းညီမလေးစီကိုအမြဲဝင်နေရှိပါရယ်။ကိုရင်လေးရှေစန္နာဝါရကဆုံးခံလို့ရတဲ့ယာရီကိုမစားဘဲညီမဖြစ်သူကိုပြန်ဆုံးလေးရှိပါရယ်။စားစရာဆိုရင်လည်းညီမလေးအဟာရဖြစ်အောင်ပြန်ဆုံးတယ်လို့ရလာတဲ့ငွေကြေးတထောင်ရှိရှိနှထောင်ရှိရှိညီမဖြစ်သူစိတ်ချမ်းသာအောင်ပေးလေးရှိပါရယ်။ကိုရင်လေးကတော့ဘုရားတရားလို့တွေကိုတိတ်ချမလုပ်နိုင်မဲမိသားစုကိုပို့ပေးနေတာကညီမလေးရဲ့ဝေနာကြောင့်ပါပဲ။ ကိုရင်လေးရဲ့ညီမလေးကတော့ပြည့်တယ်တဲ့ဝေဒနာကို ခံစားနေရတဲ့တနာစရာကလေးတယောက်ပါနော်။ညီမဖြစ်သူဟာအသက်ငယ်ငယ်လေးနဲ့အသေးဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရသူတယောက်ပါ။တမိငယ်လေးအီရွှေစင်ကမကြခင်ချိန်ဒီကိုလူကောင်းတယောက်လိုနေထိုင်နိုင်ခဲ့ပေမဲ့ရုတ်တရက်ထားပေါက်လာတဲ့ယောဂါကြောင့်ဘေးနဲ့တင်မလေးဆိုတာရင်နာနာနဲ့စောင့်ကြည့်ရတဲ့ဖြစ်ကိုရောက်နေကြတယ်ဖြစ်ပါရည်။အကောင်းကြီးရနေပြီးတော့ဝမ်းပိုက်ပူပြီးတော့ပြည့်တယ်တဲ့အသေးဝေဒနာကိုခံစားရတာလည်းဖြစ်ပါရည်။တမိလေးအီရွှေစင်ဝေဒနာကဆေးရုံတက်ပြီးတော့ကုသမပြောက်ခဲ့မဲ့ဝေဒနာမျိုးပါ။ အိမ်မှာဆေးမီတိုနဲ့ကုသရုံနဲ့ပြန်ကောင်းလာဖို့မရှိပေမဲ့မိသားစုရဲ့ခြေနေကြောင့်ဆေးရုံမတက်နိုင်ဖြစ်နေရလေဖြစ်ပါရယ်။ဆရာဝန်တွေကဆေးရုံတရားမယ်တိချကုရမယ်ပြောပေမယ့်မိခင်ဖြစ်သူရှာတဲ့ငွေကစားဖို့လောက်ပဲရတာမလို့တိမဲနေကိုအိမ်မှာထိုင်ဆောင်နေရတယ်လို့ဖြစ်နေရလေဖြစ်ပါရယ်။တမိငယ်လေးကတော့ဆေးရုံတက်ခွေမရတာကြောင့်အိမ်မှာဝေဒနာရဲ့ကျိုးဆက်တွေကိုကြိတ်မဲ့ကန်စားနေရတာလေဖြစ်ပါရယ်။ရှင်ဘက်ကြီးကတင်းကျပ်ပြီးတော့တက်ရှိမွားတဲ့လက္ခဏာကိုအမြဲလိုလိုခံနေရတာပါ။ အမေဖြစ်သူကတော့ဝမ်းနဲ့လွယ်ပြီးတော့မွေးထားတဲ့သမီးလေးကိုဘာမှမလုပ်ပေးနိုင်လို့ခြေကွဲနေရတယ်လို့အကိုဖြစ်သူကိုရင်လေးရှင်စနာဝါရကလည်းမြမလေးကိုစိတ်ကူပေးမဲ့သူအမြန်ပေါ်လာဖို့ကသာဝမ်းနဲ့မျက်ရည်တွေနဲ့ဆူတောင်းနေရတာပါမြမလေးကိုနေတိုင်းလာကြည့်ရင်မြမလေးဖြစ်ကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေရတာလည်းဖြစ်ပါတယ်ယောဂတဲ့သမီးလေးကလည်းသူယောဂပြောက်ကြီးအောင်ကုသခြင်းနဲ့ဆိုပြီးမျက်ရည်နဲ့ပြောခဲ့တယ်လို့အကိုဖြစ်တဲ့ကိုရင်လေးကတော့ကျန်တာဘာမှမလုပ်ချင်ဘူးမြမလေးကျမ်းမာရေးပြန်ကောင်းပြီးတော့ကြောင်းတက်တာမြင်ခြင်းနဲ့ဆိုပြီးအကိုတယောက်ရဲ့ကြီးမားတဲ့မေတ္တာတရားကို ထုတ်ပေါ်ပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။ကိုရင်လေးတို့မောင်နှမဖြစ်ကတော့မိရသူတိုင်းကိုစင်ကောင်းဖြစ်စေမှသိကြပါပဲနော်။အတိတ်ငငယ်နဲ့ဘဝတင်လို့ဖြစ်နေတဲ့ကိုရင်လေးတို့မောင်နှမကိုကုညီသူတွေအမြန်ဆုံးပေါ်ပေါက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။โอเคပါခုလိုစိတ်ဝင်စားပဲတရင်ကြောင်းရရပြင်နောက်ထပ်လည်းနုပညာရှင်ရဲ့စိတ်ဝင်စားစရာအကောင်းတဲ့တရင်ကြောင်းရတွေကိုအချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာပြလို့ဆောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ရှင်